င်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဓမ္မ channel လေးကနေ live လဲနေတွေ့ဆိုကြိုဆိုလိုက်ပါတယ်ဒီ channel လေးမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမများနဲ့တရားတော်များကိုပူဇော်တင်ဆက်ပေးတော်မှာဖြစ်ပါတယ်ဒီ channel လေးဟာမြတ်ဗုဒ္ဓရဲ့ရိပ်အားဝါဒအောက်မှာတည်ရှိတာဖြစ်ပါတော့ကြောင့်ရရှိလာသူအားလုံးကိုယ်စိတ်နှလုံးအေးချမ်းသာကြပါခင်ဗျာဟောအနှစ်40နီးပါးက ဘုန်းကြီးကကျွဲတုံးကနေပြီးသင်္ဘောပေါ်တက်တယ်။အေယာဝီတိုင်းထဲမှာဆရောကမင်းကွန်းဆရောကပန်းတဲ့တော်ကတက်တယ်။အဲ့ဒီသင်္ဘောပေါ်နှစ်ပါးဆုံးပြီးတော့ရန်ကုန်သွားကြတာ။မအူပင် ရောက်တော့ဆရောကဘုန်းကြီးမင်းနဲ့ဦးမြတ်ဆက်ကြရေး။ဟောဒီမြို့မှာကျုပ်ကြီးစုရှင်ကြီးရှိတယ်ဗျာတဲ့။အဲ့ဒါဆင်းပြီးနှုတ်ဆက်ခြင်းနဲ့တဲ့။နောက်လာဖို့မလွယ်ဘူး။ဘာဖြစ်လို့လဲဆိုတော့နိုင်ငံတော်အကျိုးတော်ဆောင်ကြောင့်ခန့်လိုက်တာကိုညကလေဒီယိုကကြားပြီ။ ဒီလိုနော်အဲ့ဒါနဲ့ဘုန်းကြီးကစလင်သွားပြီးအကျိုးအကြောင်းတွေပြောတော့ရပါတယ်ဖရာဆိုတော့ဆရောကအင်မတန်လိမ်မာပန်းတတ်တယ်ဘယ်တော့မှ အခွင့်အရေးမယူတဲ့ဆရောနော်ဘာဆရောတရားတကမတွေအပေါ်ဆိုရင်ဘုန်းကြီးတို့ပြိဿကြီးတိတ်ညာတာဘယ်တော့မှအနိုင်မယူဘူးတရားတကမတွေ အပေါ်မှာဘုန်းကြီးတို့ပြိတ္တိုင်မေတ္တာကလည်းအလွန်ပြည့်တယ်ဆရော့ရဲ့နှုတ်ဖျားကလှူပါဗျာဆိုတာဘုန်းကြီးတို့လက်တွဲတဲ့အနှစ်20ကျော်မှာတခါမှကြားခဲ့ဘူးဒီလိုနော်ဒီတော့နိုင်ငံတော်ပရိယတ်တီတက်ကတော်ကြီးတဲတော့မယ်ဆိုတော့တကာတကမတွေလှူခြင်းရင်တဲ့ကြက်နဲ့ကြောင်းတကာဖြစ်အောင်တယောက်တကြက်လှူဖို့ဟောဘယ်လောက် ဲ့ဒီတကြက်ကလည်းပဲတဲ့ကလေးအမေမုတ်ဆုံးမရှင်မောင်ရွက်တယ်လေဆိုတဲ့အဲ့ဒီကလေးမလေးတကြက်ပါပါစေတဲ့ဟောဒီလိုတန်ဖိုးထားတာနော်ဘုန်းကြီးတို့ပရိသတ်ကြီးခမရတို့နောင်ရှာဖို့ခတ်သွားပြီသားမှတ်တော့အဲ့ဒါနဲ့မဟုတ်ပဲဘယ်မှာလဲလို့ဆိုတော့မဟုတ်ပဲလမ်းလေရဲ့တဲ့တယ်သွားလိုက်တော့ မဟုတ်ဘဲမြို့လေလမ်းကနေသွားတော့မြို့လေကြောင်းတက် မြို့လေကြောင်းတက်ကြီးဖြတ်ပြီးတော့အနောက်ဖက်မှာဒကမာကြီးက60 98လောက်ရှိပါလိမ့်အိယာထဲမှာအဲ့ဒါရောက်ကြတော့အကျိုးကြောင်းနေပြောဆရဝသူပန်လာတဲ့အဲလှူတဲ့တဲကကောင်းတာလေးတွေဒကမာကြီးအတွက်အဲ့ဒါစွန့်လူပြီးတဲ့အခါကျတော့ဆရဝပြောတယ် ဓမ္မကြီးတဲ့ဥစဉ်နောက်လာဖို့မလွယ်တော့ဘူးထင်တယ်တဲ့အဲ့ဒါနှုတ်ဆက်ရင်းနဲ့ယေရှုဆိုင်ရင် လာခဲ့တာပဲတဲ့ယေရှုကဘယ်လိုတင်တာလဲလို့ဆိုတော့ဆရာပိရကပြန်စဉ်ဖြည့်စဉ်တုန်းကဒီဓမ္မကြီးကငါချောက်ဖုတ်တို့ငါပြာကြီးကျော်တို့ငါရှင်းကြတိုက်ကျော်တို့တခါတခါလာလာလှူတယ်တဲ့အဲ့ဒီယေရှုတွေတဲ့ဗျာ ကိုလူရဲ့ဘုံကြီးတို့သီလရှင်တို့ဆိုတာရပြီယူပြီမိတ်တတ်တာများတယ်နော်ဆရာလေးရေပြောလိုက်တော့မယ်နော်ဟုတ်ပြီလားတီးစရောကအဲ့ဒီလိုမဟုတ်ဘူးကိုလူရဲ့ဟုတ်ပြီလားဟိုစာဖြေတန်ကမင်းကွန်ဦးဝီစိတ်တာပြိရကပြန်စင်နှုံးကလှူခဲ့တာလေးတွေအခုနိုင်ငံတော်အကျိုးတော်ဆောင်ကြီးချုပ်ကြီးဖြစ်တာတော့ ဒီမျိုးစိုက်တော့ဒါမမေ့ဘူးဩအင်မတန်ကိုတန်ဖိုးကြည့်တာပဲကို့မှာပြန်ကန်ဤတော့ဆရာကပြောတယ်ဒကမာကြီးတဲ့ဦးစင်နောက်ရောက်ဖို့တဲမလွယ်ဘူးထင်တယ်တဲ့အဲ့ဒါရောက်တော့တဲ့ဒကမာကြီးကို တရားလက်ဆောင်နှလုံးပေးပါရစေတဲ့ပေးပါဗျာအခုဒကမာကြီးကိုကိုကို နိုင်သေးလားလို့မေးလိုက်တော့ အိရာတဲ့ရောက်နေပြီနိုင်သေးလားမနိုင်တော့ပါဘူးဘုရားမနိုင်တော့ကိုချစ်တဲ့ကိုတန်ဖိုးထားတဲ့သမီးမမီးမတွေလက်ထဲအလရပြီမဟုတ်လားတဲ့တင်မဘုရားအဲ့ဒါဆိုရင်ကလေးတွေစကားနားထောင်ပါဗျာဗာတဲ့ယရနာဘုံဈေးကခေါင်းဖြူတွေဘုသူစကားနားထောင် ရှေးကအဖွားကြီးတွေကမာနာကြီးတယ်မျက်လုံးလေးပြူကြည့်ပြီးတော့လက်အုပ်လေးရှေ့တူရှင့်ဘုရားစကားကလည်းဗန့်တယ်နားမထောင်ဘာဖြစ်မလဲကိုတော်လို့မေးလိုက်တော့နားမထောင်ခမရအငေါ့ခံရမှာဗျယုံယုံကြီးပြန်ပြောအငေါ့ခံရပြီဆိုရင်ကလေးတွေအပြစ်မပြောနဲ့ဒကမာကြီးဒကမာကြီးအပြစ်မသိတဲ့လူကတော့ကလေးတွေအပြစ်တင်ပဲ မဟုတ်ဘူးခမရအပြည့်ခမရတက်ကိစ္စမြေအောင်မြောက်အောင်အလုံးမလုံးခဲ့ဘူးအရှက်ကွဲပါလိမ့်မယ်ဗျာတဲ့သာသမိကပြန်អော်လို့ခံရရင်ကိုလူရဲ့အဲ့ဒီမိဘအရှက်ကွဲတဲ့ဗျာနော်ကိုလူတွေဒါလည်းသဘောပေါက်ကြအောင်နောက်တလုံးမှာတော့ကိုတော့တဲ့နောက်တလုံးမှာဒကမာကြီးရဲ့တဲ့ကလေးတွေနဲ့တဲ့အောင်နေပါတဲ့ဘသူနဲ့တဲ့အောင်နေ ပို့ဆိုးသွားပြီမို့လားဘယ်နဲ့ရှင်ဘုရားရဲ့တရားကလည်းမတည့်တော့ဘာဖြစ်မလဲကိုတော်လို့မေးတော့မတည့်ရင်ခမငတ်ပြီလို့မှမတည့်ရင်ဟာဘွားကြီးစကားများတာပစည်းပစက်ဘာဖြစ်တယ်ညာဖြစ်တယ်ပြစ်ထားလိုက်တော့ငတ်ပြီပေါ့ကိုကြီးကိုမခတ်မတော့တော့တော့ပဲကိုကကိုလည်းမချမ်းနိုင်မပြုံနိုင်မရှာနိုင်မဖွေးနိုင်ဒီလိုမို့လား အဲ့ဒါမန်တက်ပြီးကလေးတွေနဲ့မတက်မတက်တော့ပြစ်ထားငှက်ရောဒီလိုမဟုတ်လားတက်ပြီဆိုတော့ဖွားဖွားရေတောက်ပြီးပြီလားချိုးရေတောက်မလားဖြော်ရေတောက်မလားမိုင်းလိုလားဟောလေလားအမေနောက်ပြီးတော့ဘုန်းကြီးတို့ပရိသတ်ပန်းသီးစားမလားလိမ္မော်သီးစားမလားဒီလိုမဟုတ်လားအဒံပေါက်လားနတ်သုဒ္ဓါလားအိုရီယံဟောက်လားဘာအကုန်ပေါ့စုံလို့ဘာဘူးလို့ တဲ့လို့ဩဘွားတို့များအသက်ကြီးလားလေအေးချမ်းလေကြီးညိုစရာကောင်းလေပဲအဖွားနံသွားရင်အေးလိုက်တာဒီလိုနော်မတက်ရင်ဘာဖြစ်မလဲအဲ့ဒီတုန်းကအဲ့ဒီစကားကို ကြားခဲ့မှတ်ခဲ့ရတာမတက်ရင်ငတ်မယ်လို့ဘယ်လိုစကားကြီးပါလဲခုဘုန်းကြီးလည်းဒီလိုမှတ်ခဲ့တာ အေးအဲ့ဒီတုန်းကမတက်ရင်ငတ်ယုံငတ်တာကိုလူရဲ့အခုမတက်ရင်ခမရတို့အမိုက်ပုံတဲ့ရောက်သွားမယ်မှတ်ပါဘယ်ရောက်သွားမယ်ကြည့်နော်မပေါ့နဲ့